စက်တမလ18ရက်နေ့နေကင်ပိုင်းအတွက်လူသစ္စာ channel ကနေနောက်ဆုံးရတော်လိုင်းသတင်းတွေကိုထုတ်လုပ်တင်ဆက်ပေးနေပါတယ်။ကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ပေးဖို့ကိုလည်းမေတ္တာရပ်ခံလိုပါတယ်ခင်ဗျာ။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ဒီဗမော်မြို့တိုက်ပွဲနဲ့ပတ်သက်ပြီးတော့ကေပြောရေးဆိုခွင့်ရှိသူဘုံမူကြီးနော်ဘူးရဲ့နောက်ဆုံးစီရင်ချက်တွေပြောကြားချက်တွေကိုတင်ဆက်ရမှာဖြစ်ပါတယ်။ ဒီအမေရိကန်ရဲ့ဘင်္ဂလားဒေ့ရှ်မှာဆေးလှုပ်ရှားမှုတွေကအိန္ဒိချင်းအိန္ဒိယနဲ့မြန်မာတို့အတွက်စိုးရိမ်စရာဖြစ်နေပြီလားဆိုတဲ့သတင်းနောက်ပြီးတော့လူငယ်အများစုထွက်ပြေးတိတ်ဆောင်နေတာကြောင့်မို့ဒီလူငယ်တွေကိုအတင်းအဓမ္မပေါ်တာဆွဲဖမ်းဆီးတာတွေနောက်ပိုင်းမှာများလာတယ်လို့သိရပါတယ်။နောက်ဒီအထက်မင်းလာနဲ့ပသိမ်မုံရွာလမ်းပိုင်းမှာတိုက်ပွဲတွေဇက်တိုက်ဖြစ်နေပါတယ်ခင်ဗျာ။ ပြီးတော့မြန်မာမှာရှိတဲ့တရုတ်ကုမ္ပဏီတွေစီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေကိုအကာအကွယ်ပေးဖို့တရုတ်ဒုသမတကထပ်ပြီးတော့သတိပေးလိုက်ပါတယ်ဒီသတင်းတွေကိုတင်ဆက်ဖို့ပြင်ဆင်ထားပါတယ်ခင်ဗျာပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့တင်ဆက်ရမယ်ဆိုရင်တော့ဗမော်မျိုးကဒီတိုက်ပွဲစီရေးအခြေအနေတွေကို တင်ပြလိုပါတယ် ဒီကချင်ပြည်နယ်ဗမော်မြို့ဒိန်းတိုက်ပွဲအခြေအနေတွေနဲ့ပတ်သက်ပြီးတော့ KIO KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကို နေရင်စရာသတင်းဌာနကဒီစက်တင်ဘာ15ရက်နေ့မှာဆက်သွယ်မေးမြန်းခဲ့တဲ့ဒီအချက်အလက်အချို့ကိုထုတ်နှုတ်တင်ပြပေးမှာဖြစ်ပါတယ် ဒီတကယ်တော့ဗမော်မျိုးသိန်းတိုက်ပွဲနဲ့ပတ်သက်ပြီးတော့စစ်ကော်မရှင်ပြောသလိုစစ်တပ်ကအသာတည်ရနေတဲ့ပုံစံမျိုးမဟုတ်ပါဘူး။ဒါကသူ့ရဲ့တပ်ကအလွန်ကြုံဝါရဖြန့်ချေလှုပ်ထားတယ်ဆိုတာ KIA ပြောရေးဆိုခွင့်ရှိသူဘုံကြီးနော်ဘူးရဲ့ပြောကြားချက်တွေအရသိရပါတယ်။ဘုံကြီးနော်ဘူးကပြောထားတာကတော့ဒီဗမော်မှာစက္ကစဌာနချုပ်အပါဝင်တပ်ရင်းတပ်ဖွဲ့30ကျော်ရှိတယ်။အဲ့ဒါကိုကျွန်တော်တို့ဝိုင်းထားတာငကူနေရာယူထားတဲ့နေရာမှာကျွန်တော်တို့ရှိနေပါတယ် ကျွန်တော်တို့ကိုသူတို့ဝိုင်းထားတာမရှိပါဘူးစစ်ရဲ့သဘောအရသူ့အလှဲ့ကိုယ့်အလှဲ့ပေါ့အခုအချိန်မှာသူတို့အလှဲ့ကြနေလဲမနေ့ကတပတ်ခါတော့ကျွန်တော်တို့အလှဲ့ကြမှာပါဒါကြောင့်ကျွန်တော်တို့လည်းဝိုင်းပြီးကြိုးစားနေပါတယ်လို့ပြောဆိုထားတာပါဒီတကယ်တော့အကြံဖက်စစ်တပ်ကို KIA ပူးပေါင်းထပ်ပွဲတွေကဝိုင်းပတ်ပိတ်ဆို့ထားတဲ့အခြေအနေဖြစ်နေတယ်လို့လည်းသူကပြောပါတယ်။ဒီဗမော်မှာရှိတဲ့ဗမော်လေရင်ကွင်းတချမ်းခလာရ236အမြောက်တပ်366 9314တက်5တက်ဆက်သွယ်ရေးထောက်ပို့ရေးတက်လက်ယုံတက်တွေနဲ့မြို့တောင်ဘက်မှာခလာရ49တက်ရင်တို့ရှိပါတယ်ဒီတက်တွေကိုလည်း KIA နဲ့ပူးပေါင်းတက်တွေကဝိုင်းဝန်းပိတ်ဆို့ထားပါတယ်လို့ဘုံဝကြီးနော်ဘူးကရှင်းပြပါတယ်ဒီလက်ရှိမှာဗမောနောက်ဆုံးအချက်အလက်နဲ့ပတ်သက်လို့လည်းဘုံဝကြီးနော်ဘူးကအခုလိုဆက်လက်ပြောပြပါတယ် ဗမာမှာကျွန်တော်တို့ KIA ပူပေါင်းတပ်တွေကိုဝိုင်းပြီးပိတ်ဆို့ထားတယ်ဆိုတာမှန်ကန်မှုမရှိပါဘူးကျွန်တော်တို့တွေကကိုယ့်နေရာမှာနေပြီးတော့တိုက်ပွဲတွေဆင်နွှဲနေပါတယ်အခုထက်တိတော့သူတို့နေပြီးကထိုးသစ်စင်တာမရှိဘူးလေချောင်းကလည်းဘုံကျဲတာ၁၇ရက်နေနောက်ပိုင်းမရှိသေးဘူးလက်နက်ကြီးနဲ့ရန်ဖန်ရန်ခါရန်တံပစ်တာတွေတော့ရှိတယ် KIA ပူပေါင်းတပ်တွေကတော့ငကူနေရာယူထားတဲ့နေရာမှာအားလုံးရှိနေပါတယ်လို့ပြောပါတယ်ခင်ဗျာ ဒီဗမောမြို့မှာဒီတန်ကြပ်ကတိုင်ရင်9341နဲ့ခလားရ236ကိုအကြမ်းဖက်စစ်တပ်ကပြန်လည်ရယူသွားပြီမဲ့လဲ KNA ပူးပေါင်းတပ်တွေအနေနဲ့ဗမောမြို့ပေါ်နေရာအတော်များများမှာဆက်ပြီးဖြန့်ကျက်နေတဲ့ဖြစ်ပါတယ်။အဲ့ဒီဆုံးရှုံးထားတဲ့တန်ကြပ်ကတိုင်ရင်နဲ့ခလားရ236ကိုပြန်ရဖို့ကိုလည်းဒီ KNA ပူးပေါင်းတပ်တွေကကြိုးစားနေတယ်လို့သိရပါတယ်။ ဗမောကိုဇူလိုင်လအတွင်းကအကြမ်းဖက်မြန်မာစစ်တပ်မအစီ20ကျော်ဝင်ရောက်လာပြီးတဲ့နောက်ပိုင်းမှာဒီအော်ဂူလာနောက်ဆုံးပတ်စက်တင်ဘာ17ရက်နေ့အထိတိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။ဒီ KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေနဲ့အကြမ်းဖက်စစ်တပ်တို့2024ခုနှစ်ဒီဇင်ဘာလကနေပြီးတော့ဒီ2025ခုနှစ်စက်တင်ဘာလအထိ6လကြာဒီစစ်စင်ရေးကာလအတွင်းမှာအကြမ်းဖက်မြန်မာစစ်တပ်ကတေဆုံမှုများပြားပြီးတော့ လက်နဲ့စွန့်ပစ်လင်းဝင်လာသူတွေလည်းအများပြားရှိပါတယ်တိုက်ပွဲကာလကုလားကျော်အတွင်းမှာတိုက်ပွဲကြီး16ကြိမ်ဖြစ်ပွားခဲ့ပြီးတော့ထိတွေ့တိုက်ပွဲကတော့490ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။နောက်သတင်းတစ်ပုဒ်ကတော့ဒီရခိုင်နဲ့နီးစပ်နေတဲ့ဘင်္ဂလားဒေ့ရှ်မှာဒီအမေရိကန်နဲ့ဘင်္ဂလားဒေ့ရှ်တပ်တွေစီးရေးလေ့ကျင့်တာတွေလုပ်နေတယ်လို့သိရပါတယ်။ အိန္ဒိယအခြေစိုက်တဲ့ Economic Times ရဲ့အဆိုအရအိန္ဒိယနဲ့မြန်မာနယ်စပ်အနီးမှာတည်ရှိတဲ့မဟာဗျူဟာရအရေးပါတဲ့ Bangladesh နိုင်ငံစစ်တကောင်တောင်နှမ်းနယ်မှာ American ရဲ့စစ်ရေးလှုပ်ရှားတာတွေတိုးများလာတာဟာ Bangladesh နိုင်ငံကိုကျော်လွန်ပြီးတော့ဒေသတွင်းနိုင်ငံတွေအတွက်စိုးရိမ်စရာဖြစ်လာတယ်လို့ဆိုပါတယ်ခင်ဗျာဒီ Bangladesh ကမဟာဗျူဟာရအရေးပါတဲ့နေရာတစ်ခုဖြစ်တဲ့စစ်တကောင်ဒေသမှာ American ရဲ့စစ်ရေးတိစောက်မှုဟာဖြစ်နိုင်ခြေရှိတဲ့လုံခြုံရေးဆိုင်ရာတက်ရောက်မှုတွေကို ဒေတာတွင်းကိုတည်ပြမှုတရဖြစ်တယ်လို့ကြေညာသူတွေကဆိုပါတယ်။ဒီဂျပန်နိုင်ငံမှာရှိတဲ့အမေရိကန်လေတပ်ရဲ့ဒီယိုဂူတာအခြေဆိုင်စခန်းမှာရန်နာလေးရှိတဲ့နေပြည်တော်မြောက်တည်ယူပို့ဆောင်ရေးလေရင်ဖြစ်တဲ့ C130J Super Hercules ဟာမကြသေးခင်မိကစစ်တကောင်းမြုပ်ကိုဒီရှမ်းအမနဲ့အပီပီဆိုင်ရာလေစိတ်ကိုဆင်းသက်ခဲ့တယ်လို့ The Economic Times ရဲ့သတင်းမှာဖော်ပြထားပါတယ်။ လေလာသူတွေကဒီတရင်ကိုကိုကတုံးတက်ရမှာတော့အမေရိကန်ရဲ့စစ်လေရင်ခီးစင်ဟာဘင်္ဂလားဒေ့ရှ်ပင်လယ်အော်ဒီအေရိယာနယ်မြေအတွင်းမှာနိုင်ငံခြားအင်အားကြီးနိုင်ငံတွေရဲ့ပါဝင်ပတ်သက်မှုတိုးမြင့်လာတာနဲ့ဆက်ဆက်နေပုံရတယ်လို့ပြောဆိုကြပါတယ်။ဒီနေရာမှာအိန္ဒိယရဲ့အရှေ့မြောက်ဒေသမြန်မာနိုင်ငံတို့နဲ့နီးကပ်စွာတည်ရှိနေပါတယ်။ အမေရိကန်နဲ့တရုတ်နှစ်နိုင်ငံသလုံးဟာမြန်မာနိုင်ငံမှာရှိတဲ့တော်လိုင်းအဖွဲ့အစည်းတွေကိုထောက်ပံ့မှုပေးဖို့ကြိုးပမ်းနေကြတယ်လို့လည်းသတင်းမှာထည့်သွင်းဖော်ပြထားပါတယ်။ဒီနိုဘယ်ဆုရှင်မိုဟာမက်ယူနုဟာဘင်္ဂလားဒေ့ရှ်မှာအာဏာရလာကြတဲ့ကအမေရိကန်စစ်တပ်ဟာစစ်တကောင်းမြို့မှာမကြာခဏရောက်လာတာတွေရှိတယ်လို့လည်းဆိုပါတယ်။ဒီလိုရောက်လာရမှာကင်းထောက်ခီးစဉ်တွေနဲ့ပူးထွက်စရေးလက်ကျင်တာတွေပါဝင်တယ်လို့ The Economic Times ကဖော်ပြခဲ့ပါတယ်။ အခုနှစ်အစောပိုင်းမှာဘင်္ဂလားဒေ့ရှ်အမေရိကန်တို့ဟာ Operation Pacific Angel 25နဲ့ Tiger Lashni 2025စတဲ့စစ်ရေးလေ့ကျင့်မှုတွေကိုအဲ့ဒီဒေသမှာပြုလုပ်ခဲ့ကြပါတယ်။ဒီသတင်းရင်းမြစ်တွေကိုကိုးကားပြီးတော့ The Economic Times ကဖော်ပြရမှာပြီးခဲ့တဲ့သတင်းပတ်မှာအဲ့ဒီဒေသကို American စစ်သားတို့ရောက်ရှိလာပြီးတဲ့နောက်ဒီနောက်ထပ်ပူးရွှဲစစ်ရေးလေ့ကျင့်ရေးမစ်ရှင်တစ်ခုကိုဆောင်ရွက်ဖို့စီစဉ်ထားတယ်လို့လည်းဆိုပါတယ်ခင်ဗျာ။ ဒီ2024ခုနှစ်အောက်တိုဘာလမှာဝန်ကြီးချုပ်ရှိတ်ဟာစီနာဟာယာဒုကဖယ်ရှားခဲ့တဲ့အစိုးရစန့်ကြီးဆန္ဒပြမှုမှာအမေရိကန်ပါဝင်ပတ်သက်တယ်လို့ဆွဆဲမှုတွေကိုလည်း The Economic တိုင်းကဖော်ပြထားပါတယ်။ဒီဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်းရှိတ်ဟာစီနာဟာအမေရိကန်ရဲ့အကျိုးစီးပွားအတွက်ဘင်္ဂလားပင်လယ်အော်မှာရှိတဲ့စိတ်မာတင်ကျွန်းကိုပိတ်အပ်ဖို့ညှင်းဆုပ်ပြီးတဲ့နောက်အမေရိကန်ကသူမကိုဖယ်ရှားဖို့ကြိုးပမ်းခဲ့တယ်လို့ဆွဆဲခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရဆက်ဆက်ကတော့စစ်တကောင်တောင်တန်းနယ်မှာလူမျိုးစုလက်နက်ကင်တော်လန်ရေးတွေကိုအကြောင်းပြပြီးတော့နိုင်ငံသားတွေဝင်ရောက်ခွင့်ကိုတင်းတင်းကြပ်ကြပ်ပိတ်ပင်တားမြစ်ထားတဲ့နေရာဖြစ်ပါတယ်ခင်ဗျာ။နောက်သတင်းတစ်ပုဒ်ကတော့စစ်ကောင်စီဟာသူလူသစ်စုဆောင်းတာတွေအရင်တုန်းကလိုလွယ်လွယ်နဲ့စုဆောင်းလို့မရတော့ဘဲနဲ့ဒီပေါ်တာဆွဲအတင်းကြပ်ဖမ်းဆီးပြီးတော့စစ်သားစုဆောင်းနေရပါတယ်။ဒီသတင်းကိုဆက်လက်တင်ပြကြပါမယ်။ ဒီမြန်မာနိုင်ငံတဝန်းလုံးမှာစစ်မှုထမ်းဖို့စင်တာတွေနဲ့တက်ဆိုင်ရာမြို့နယ်စစ်မှုထမ်းစင်ခေါ်ရေးအဖွဲ့တွေကလူငယ်တွေကိုခေါ်ပေးမဲ့လဲဒီစင်ခေါ်စာပေးပို့ခံရတဲ့လူငယ်အများစုကတော့ထွက်ပြေးတင်းချုံသွားတာကြောင့်ပေါ်တာဆွဲဖမ်းဆီးတာတွေမြင့်တက်လာတာဖြစ်တယ်လို့နေပြည်တော်စစ်ဘက်တရင်ရင်မြစ်ကပြောဆိုပါတယ် နေပြည်တော်မှာရှိတဲ့စစ်မှုထမ်းစင့်ခေါ်ရေးဗဟုအဖွဲ့ဥက္ကဋ္ဌယုံစီကို ပေါ်တာဆွဲဖမ်းဆီးတာနဲ့ပတ်သက်ပြီးတော့တိုင်ကြားတာတွေနေ့စဉ်အမှုရာချီရှိနေပြီးတော့အဲ့ဒီလိုနိုင်ငံတကာပေါ်တာဆွဲဖမ်းဆီးတာတွေများပြားမြင့်တက်လာနေတာကို နေပြည်တော်ကထိတ်တန့်စစ်အရာရှိကြီးတွေကသိရှိကြပါတယ်။ တက်ဆိုင်ရာတိုင်းနယ်ပြည်နယ်ခရိုင်စစ်မှုထမ်းခေါ်ရေးအဖွဲ့တွေကအဆင့်ဆင့်ညွန်ကြားလို့စစ်မှုထမ်းရရှိရေးလှုံ့ဆော်ရတာဖြစ်တဲ့အတွက်မြို့နယ်တွေဖြစ်ပွားနေတဲ့ပေါ်တာဆွဲဖမ်းဆီးမှုတွေအတွက်အရေးယူဆောင်ရွက်မှာမဟုတ်ဘူးလို့လည်း၎င်းကဆိုပါတယ်ခင်ဗျာဒီစစ်မှုထမ်းမှုဆင့်ကော်တာနဲ့လူငယ်၁၀ဦးခေါ်ရင်၆ဦးလောက်ကစည်ရင်သွင်းခိုင်းတဲ့အဆင့်မှာပဲတိတ်ချောင်သွားတယ်လို့အကြံဖြင့်သိရပါတယ်အဖမ်းခံရလို့ ဒီစစ်မှုထမ်းနဲ့ပါတာတဲ့အမှုတွေကယာချီတက်ပါတယ်လို့နေပြည်တော်စစ်ဘက်တရင်ရင်းမြစ်တဦးကရှင်းပြပါဗျ။ဒီလက်ရှိမှာတတ်မှတ်ထားချက်ရာကြေးရွာနဲ့ရက်ွက်တခုမှာလာစဉ်လူငယ်2ဦးစစ်မှုထမ်းတပ်သားဖြင့်ထူထောင်ပေးဖို့တတ်မှတ်ထားကြောင်းသိရပါဗျ။ရန်ကုန်တိုင်းမြန်ကုန်းမြို့နယ်အမှတ်2ရက်ွက်မှာဒီရာအမှုတူကစစ်မှုထမ်းပတ်စဉ်တက်ကနေပတ်စဉ်30ဝန်းကျင်အထိအရတမားတွေတခိုးတွေငွေနဲ့ဝယ်ယူနိုင်တဲ့ဆင်းရဲတဲ့မိသားစုတွေကလူငယ်တွေကိုငွေနဲ့ဝယ်ယူစစ်မှုထမ်း သွေးနာတွေလှုပ်ဆောင်ခဲ့ရပါတယ်။ဒါပေမဲ့လည်းအပတ်စဉ်30ကစပြီးတော့စစ်မှုထမ်းလူငယ်တွေရှားလာပြီးတော့ငွေကြေးနဲ့ဝယ်ယူလူစားထိုးဖို့ပဲဒီလူငယ်တွေမရှိတော့တဲ့အကြောင်းပြောဆိုလာပါတယ်ခင်ဗျာ။ဒီရန်ကုန်နဲ့ကြောက်တန်းမြို့နယ်မှာလည်းမြို့နယ်အုပ်ချုပ်ရေးမှူးဖုံခန့်အောင်ကစစ်မှုထမ်းကြီးအဖြစ်ရက်ွက်တစ်ခုကိုသိန်း300တောင်းခံနေပြီးတော့မြို့နယ်အတွက်စစ်မှုထမ်းလူစားထုတ်ဝယ်ယူဖို့လို့အကြောင်းပြတောင်းခံနေတာလို့သိရပါဗျာ ဒီစစ်မှုထမ်းဖို့အပြင်မှာလူဝိုင်းရင်တဦးကို380ကနေ90အထိပေးရတယ်ဆိုပြီးရက်ွက်တစ်ခုကိုဒီသိန်း300လောက်စစ်မှုထမ်းကြီးကောက်ခိုင်းတယ်စစ်မှုထမ်းကြီးပေးရတာကိုကြီးကြီးပြည်ပြည်ပေးပါတယ်ဆိုပြီးပြည်သူတွေကိုလက်မှတ်တွေပါတခါတည်းထိုးခိုင်းတယ်လို့ညောင်ဝိုင်းကြေးဝါကပြည်သူတဦးကပြောဆိုထားပါတယ်ဒီအကြံဖက်စစ်တပ်က2024ခုနှစ်ကစလို့စစ်မှုထမ်းတွေဖွင့်လှစ်ခဲ့ပြီးတော့အခုအခါစစ်မှုထမ်းပတ်စဉ်စက်ကွန်တီရောက်ရှိနေပြီဖြစ်ပါတယ်ခင်ဗျာ။ နောက်မကွေးတိုင်းကတိုက်ပွဲသတင်းတစ်ခုကိုတင်ပြကြပါရစေ။မကွေးတိုင်းအထက်မင်းလားမြို့နယ်နဲ့ပသိမ်မုံရွာလမ်းပန်းမှာတိုက်ပွဲတွေဖြစ်ပွားနေပြီးတော့စစ်မှုထမ်းတင်တန်းစင်းစစ်သားအစ်စ်တွေအပါစစ်ကောင်စီဘက်ကထိခိုက်တိုက်ဆုံမှုတွေများနေတယ်လို့သိရှိရပါရစေခင်ဗျာ။ဒီငဖဲကရနိုင်ကံအပေါ်ဘက်မှာဖြစ်တယ်လို့ကျွန်တော်တို့ကအောက်ဖက်ပြောရမှာပေါ့တိုက်ပွဲတွေဆက်ဖြစ်နေတဲ့လင်းဝင်လာတွေရှိတယ်လို့ရန်သူဘက်ကအသေးဆုံးတွေလည်းရှိပါတယ်လို့အထက်မင်းလားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အပါမင်းလ PDF နဲ့ဒီနိစ္စတူတူကပြောဆိုပါတယ်ခင်ဗျာဒီတိုက်ပွဲဟာနိုင်ကံပြူဟာဝင်းကျင်အပြင်ဒေတာတွဲမှာရှိတဲ့ပသိမ်မုံရွာကမ်းလမ်းပိုင်းတွေမှာလည်းပြင်းထန်နေတဲ့အကြောင်းသိရပါတယ်စက်တင်ဘာလ1ရက်ကနေပြီးတော့စက်တင်ဘာလ16ရက်ထိတိုက်ပွဲမှာစစ်ကောင်စီဘက်ကတေဆုံးသူ30လောက်ရှိတယ်လို့အထက်မင်းလပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တူကဆိုပါတယ်ဒီစစ်တပ်ကနိုင်ငံပြူဟန်နဲ့အမ်ဘရန်လန်အပါဝင် ရခိုင်နဲ့ဆက်ဆက်နေတဲ့ အေယာဝတီမကွေးဘကူးအစက်ဒေသတွေကိုရှမ်းပြည်တောင်ပိုင်းမိုင်းပန့်ခြေဆိုင်စစ်စီရေးကူကဲမှုဌာနချုပ်စက်ကခတ်စခွန်လက်ရောက်ခံတပ်ရင်းတွေဖြစ်တဲ့ဒီခမရ94ဒီ969 905,920,925ခလရ295တက်ရင်တွေကိုအသုံးပြုပြီးတော့စစ်ကြောင်းထိုးနေပြီးတော့တိုက်ပွဲတွေကတော့ပြင်းပြင်းထန်ထန်ဖြစ်ပွားနေတာလို့ဆိုပါရခင်ဗျာ။ ဒီငဖဲမြို့နယ်အတွင်းမှာနိုင်ငံပြူဟာပတ်ဝန်းကျင်မှာစက်တင်ဘာလပထမပတ်အတွင်းဖြစ်ပွားတဲ့တိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ90ဦးထက်မနည်းတေဆုံးခဲ့တယ်လို့အေအေကထုတ်ပြန်ထားပါတယ်။စစ်ကောင်စီစစ်ကြောင်းတွေဝင်လာလို့ပသိမ်မုံရွာကမ်းလန်းဘေးရွာတွေဒီမင်းလရေနံမြေမှာအနီးရှိတဲ့ရွာတွေကဒေသခံတွေတင်းချောင်းနေရတယ်လို့လေကြောင်းတိုက်ခိုက်တာတွေကြောင့်မို့လို့ဒီနေရေးစားရေးအခက်အခဲတွေလည်းကြုံတွေ့နေရတယ်လို့မင်းလမြို့ကန်တူကလည်းပြောပါတယ်ခင်ဗျာ။ ဒီတိုက်ပွဲတွေဆက်လက်ပြင်းထန်နိုင်လို့စစ်ရေးအခြေအနေနဲ့လေကြောင်းအန်တရယ်လက်နက်ကြီးအန်တရယ်တို့ကိုသတိပြုကြဖို့ပသိမ်မုံရွာလမ်းပိုင်းကိုအုံပြူသွားလာနေကြတဲ့ဌာနေပြည်သူတွေကုမ္ပဏီဝန်ထမ်းတွေသွားလာရေးဝန်ဆောင်မှုလုပ်ငန်းတွေဒီလူမှုရေးအဖွဲ့အစည်းတွေအနေနဲ့စစ်ကောင်စီစစ်ကြောင်းကိုတတိထားဖို့တော်လိုင်းတက်တွေရဲ့ထုတ်ပြန်ချက်ကိုလိုက်နာဖို့တိုက်တွန်းထားပါရခင်ဗျာနောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့မြန်မာနိုင်ငံမှာရှိတဲ့ ဒီတရုတ်ရဲ့စီမံကိန်းတွေရင်းနှီးမြှုပ်နှံမှုတွေကိုအကာအကွယ်ပေးဖို့ဒီတရုတ်ဒုသမတကဒီတရုတ်နိုင်ငံကိုရောက်ရှိနေတဲ့မြန်မာနိုင်ငံကသူတွေကိုပြောဆိုထားပါတယ်ဒီနေဆက်ဖြတ်ကျော်ရာသွေးမှုတွေတိုက်ဖြတ်ရေးနဲ့တရုတ်စီမံကိန်းတွေအဖွဲ့အစည်းနဲ့ဝန်တန်းတွေဘေကင်းလုံခြုံရေးတူးမြင်ကြိုးပမ်းလှုပ်ဆောင်နိုင်မယ်လို့မျှော်လင့်တဲ့အကြောင်းတရုတ်ဒုသမတကမစ္စတာဟန်ဂျင်ကဒီစစ်ကော်မရှင်ဝန်ကြီးချုပ် ညူစောနဲ့မနေ့ကတွေ့ဆုံခဲ့အချိန်မှာ CCTV တင်းနှံဌာနကဖော်ပြခဲ့တာလို့သိရပါဗျ။ဒီစစ်ကော်မရှင်ဝန်ကြီးချုပ်အနေနဲ့22ကြိမ်မြောက်တရုတ်အာဆီယံကုန်စည်ပြပွဲနဲ့တရုတ်အာဆီယံစီးပွားရေးရင်းနှီးမြှုပ်နှံမှုထိပ်သီးဖို့ရန်တက်ရောက်ဖို့တရုတ်နိုင်ငံနန်နင်းမြို့ကိုရောက်ရှိနေတဲ့အချိန်ဒီတရုတ်ဒုသမတနဲ့တွေ့ဆုံခဲ့တာဖြစ်ပြီးတော့နိုင်ငံတည်ငြိမ်ရေးနဲ့အချုပ်အခြာအာဏာကာကွယ်ဆောင်ရှောက်ရေးအတွက်မြန်မာနိုင်ငံကိုထောက်ခံနေတဲ့အကြောင်းလဲတရုတ်ဒုသမတကပြောဆိုလာပါဗျ။ ဒီတွစ်ဆုံမှုမှာဒီကုံသွေးရင်းနဲ့ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေတိုးမြင့်ဆောင်ရွက်ရေးပြီးတော့နိုင်ငံခြားမှုရေးစီဝါလူကုန်ကူးမှုနဲ့အွန်လိုင်းလိမ်လည်မှုအပါအဝင်နေသဖြတ်ကျော်မှုကင်းတိုက်ဖြတ်ရေးလုပ်ငန်းတွေပူးပေါင်းဆောင်ရွက်ရေးမန္တလေးငလျင်ကြီးအပါအဝင်လူသားချင်းစာနာတဲ့ထောက်ထားမှုဆိုင်ရာကိစ္စတွေဆက်လက်ပံ့ပိုးကူညီနိုင်ရေးကိစ္စတွေဆွေးနွေးခဲ့တယ်လို့လည်းစစ်ကော်မရှင်ကသတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာ ဒီတွဲဆောင်ပွဲကိုစစ်ကော်မရှင်ဝန်ကြီးတွေဖြစ်တဲ့ဒေါက်တာချာလီတန်ဦးချစ်စွေဒေါက်တာတက်ခိုင်ဝမ်းကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခတ်ထိန်နာတရုတ်နိုင်ငံဆိုင်ရာတမကြီးတို့တက်ရောက်ခဲ့ပြီးတော့ဒီတရုတ်ဘက်ကလည်းဒုသမတနဲ့အတူဝါရှင်တန်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက CPC ပါတီအတွင်းရေးမှူးမစ္စတာချန်ကန်အုပ်ချုပ်ရေးမှူးမစ္စတာဝေတောင်းမြန်မာနိုင်ငံဆိုင်ရာတရုတ်တမ်းအမတ်ကြီး Mrs. မာဂျာနဲ့တာဝန်ရှိသူတွေကတက်ရောက်ခဲ့တယ်လို့လည်းသိရပါဗျာခင်ဗျာ။ စက်တင်ဘာလ18နေ့နေကင်းပိုင်းတင်ပြပေးတဲ့သတင်းတွေကတော့ဒီမြတ်တာပဲဖြစ်ပါတယ်ခင်ဗျာကြည့်ရှုပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်